ကျွန်တော်တို့နေထိုင်နေတဲ့ဒီကပ္ပကြီးကအသက်ရှင်နေတဲ့စစ်နှစ်ကြီးတစ်ခုပါ။သူ့မှာကိုပိုင်စီးမင်းတွေတန်လျာလဲပတ်မှုတွေရှိပါတယ်။ကဲဒီနေ့တော့အဲ့ဒီရှုပ်ထွေးပြီးမြလှပါတဲ့လုံဆောင်မှုတွေရဲ့နောက်ွယ်ကအခြေခံအချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်။ဆိုတော့အဓိကမေးခွန်းကဒါပါပဲ။ကျွန်တော်ရဲ့အသက်ရှိကပ္ပကြီးကတကယ်တမ်းဘလို့အလိုလုံးနေတာလဲ။ပြီးတော့အဲ့ဒီစနစ်ကြီးတွေမှာကျွန်တော်ရဲ့အခန်းကဏ္ဍကတော့ဘာဖြစ်မလဲ။ဒီမေးခွန်းကြီးရဲ့အထီးကပဲကျွန်တော်ရဲ့အနာဂတ်ကိုပုံဖော်သွားမှာပါ။ ဒီခရီးစဉ်မှာအပိုင်း၄ပိုင်းရှိမယ်။ပထမဆုံးအနေနဲ့အပြန်လန်ဆက်ဆက်နေတဲ့ကျွန်တော်ရဲ့ကဘာကျိုးအကြောင်းပြီးရင်တက်ရှိရရဲ့စွန့်ရင်ရန်တရားတွေအဲ့ဒီနောက်ဖျားရီအောက်ကစနစ်တခုနောက်ဆုံးမှာတော့ဖျားတမှုစီကိုဘယ်လိုပြန်သွားမလဲဆိုတာကိုလေ့လာကြမှာပါ။ကဲဒါဆိုအခြေခံကြဆုံးကိစ္စတွေနဲ့ပဲစလိုက်ကြအောင်လား။ကျွန်တော်တို့ရဲ့ကဘာပတ်ဝန်းကျင်ကိုတီဆောက်ထားတဲ့အုံမြဲတဲ့ကဘာတွေလဲ။ပတ်ဝန်းကျင်ဆိုတာသပင်တောတောင်တွေထက်အငိုင်းပိုကျဲပြန်ပါတယ်။တကယ်တော့ဂျာကရုပ်ပိုင်းဆိုင်ရာ ဓာတ်ထုပိုင်းဆိုင်ရာစီးပွားပိုင်းဆိုင်ရာအချက်တီအပြင်ကျွန်တော်တို့ရဲ့လူမှုရေးနဲ့စီးပွားရေးစနစ်တွေပါရှုပ်ရှုပ်ထွေးထွေးချက်ဆက်နေတဲ့ခုနှစ်ရက်ကြီးတစ်ခုပါအရေးကြီးတာကကျွန်တော်တို့ဟာဒီခုနှစ်ရက်အဆက်ပိုင်းတစ်ခုဖြစ်တယ်လို့ဒီခုနှစ်ကိုပုံဖော်နေတဲ့ဖန်တီးသူတွေလည်းဖြစ်နေတယ်ဆိုတာပါပဲကျွန်တော်တို့နေ့တိုင်းရှူနေတဲ့လေအဲ့ဒါကိုပဲစဉ်းစားကြည့်လေဒါတန်းငွေတစ်ခုတည်းမဟုတ်ပါဘူး Nitrogen Oxygen နဲ့တခြားတန်းငွေတွေရဲ့ဒီလိုတီးကြတဲ့အချိုးအစားနဲ့ရောစက်နေမှု ဲ့ဒီမျက်စိနဲ့မမမြင်နိုင်တဲ့အကအကွယ်လေးကပဲကဘာပေါ်မှာတက်ရှိတွေရှင်သန်နိုင်မှုအဓိကတော့ချက်ဖြစ်နေတာပါကဘာကြီးကိုအပိုင်ကြီးသုံးမိုင်းနဲ့ဖွဲ့စည်းထားတယ်လို့မြင်ယုံကြည့်လိုက်ပါအဆန်ခဲဖြစ်တဲ့ကြောက်လွားရေဖြစ်တဲ့ရေထုလွားပြီးတော့ဓာတ်ကွေဖြစ်တဲ့လေထုလွားတို့ပေါ့သူတို့ကတိတန့်စီရှိနေတာမဟုတ်ဘူးနော်အမြဲတမ်းအပြန်လန်းအကျိုးပြုနေကြသည်တက်ရှိတဲ့အတွက်ပြီးပြည့်စုံတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးထားတာပါအဲ့ဒီစနစ်သုံးခုလုံးကိုချိတ်ဆက်ပေးထားတဲ့အထူးအရာကတော့ ရေးတန်းတရပါပဲဒါကကဘာခဲရဲ့ထွေးလေပတ်မှုစနစ်လိုမေးပြကဘာဘောကရေးတဆက်ချင်းစီအိုမရက်မနာထန့်စင်ပြီးပြန်လဲပြန်ဝေပေးနေရကြောင်းတက်ရှိအလုံးရှင်တန်းနေကြတာပါအခုဒီစနစ်တွေကစွမ်းရင်ကိုပေးကရပြီးဘလို့ဆက်ပြီးရှင်တန်းနေလဲဆိုလားလာကြည့်လိုက်ရအောင် ဂေယစီစနစ်တစ်ခုရဲ့စွန့်ရင်စည်းစဲမှုကိုဒီယိုရှင်းနဲ့အစာကွင်းဆက်ပုံစံနဲ့မြင်နိုင်ပါတယ်။ဆိုတော့အပင်တွေကနေအောင်ခြေကတွေစွန့်ရင်လုပ်တယ်။ပြီးတော့အပင်စားတတ္တဝါတွေကအပင်ကိုစားပြီးအဲ့စွန့်ရင်ကိုယူတယ်။ပြီးရင်အသားစားတတ္တဝါတွေကသူ့အိုးကိုဖြန့်စားရော။နောက်ဆုံးမှာတော့ပြိုကွဲစီအဲ့တရှိတွေကအာဟာရတွေကိုမြေကြီးထဲပြန်ပိုးပေးပြီးတန်ရာကိုပြန်ဆက်စေပါတယ်။ဒါဟာစွန့်ရင်တွေလက်ဆင့်ကစီးစင်းနေတဲ့ဖြစ်စဉ်ကြီးတစ်ခုပါပဲ။ ဂေဟစနစ်တိုင်းမှာအဓိကဆက်ကောင်နေရောက်ရှိတယ်လို့ပြောလို့ရတယ်။အစာထုလို့သူတွေနဲ့စားသုံးသူတွေပေါ့။ပိုရှင်းအောင်ပြောရရင်တဖွဲ့ကနေရောင်ကြီးကိုထုံးပြီးကိုယ်တိုင်ထမင်းချက်ကြတယ်။နောက်တဖွဲ့ကတော့သူများချက်ပင်တောက်ကိုပဲစားသုံးပြီးစွန့်ရကြတာပေါ့။ဒီအပြန်လန်မီခိုးမှုကပဲတက်ရှိလောကကြီးကိုလဲပတ်စေတာပါ။ဇေဝဘူမိဓာတုတန်တော်ဟုတ်တယ်။နာမည်ကနည်းနည်းခက်တယ်။ဒါပေမဲ့တွေ့ရအိုင်ဒီယာကတော့ရှင်းရှင်းလေးပါ။ဒါကကဘာကျွန်းရဲ့ အကြီးမားဆုံး recycling program ကြီးပေါ့ဥပမာ ကျွန်တော်တို့ရှူထုတ်လိုက်တဲ့ carbon dioxide ကိုအပင်တွေကပြန်သုံးပြီး oxygen ပြန်ထုတ်ပေးတာမျိုးပေါ့ဗျာတက်ရှိတဲ့အတွက် machine တွေလွတ်အပ်တဲ့ dressing တွေကိုအဆုံးမရှိပြန်လဲအထုံးဖြူနေတဲ့တဘာဝရဲ့အံ့ဩဖွယ်စနစ်တစ်ခုပါကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ဒီဇလန်ကအဓိကပဋိပက္ခရှိတဲ့နေရာကိုရောက်လာပါပြီအဲ့ဒါကတော့လူသားတွေရဲ့လုံဆောင်ချက်တွေကဒီတဘာဝစနစ်တွေကိုဘယ်လိုများအနောက်အရှက်ပေးနေတယ်လဲဆိုလာပါပဲ။ တစ်တော်တွေဘာကြောင့်ပြောင်းနေရတာလဲအကြောင်းရင်းတွေကကျွန်တော်တို့နေ့စဉ်ဘဝတွေနဲ့တိုက်ရိုက်ကိုဆက်ဆက်နေတာပါစားဖို့အတွက်စိုက်ခင်းတွေတိုးချဲ့တာရောစွန့်အင်အတွက်တတ်တူတူးတာရောရေအားလက်စစ်စီမံကင်းတွေတစ်ထုတ်လုပ်မှုတွေဒီလိုလူသားတွေလိုအပ်ချက်တွေအားလုံးဟာတစ်တော်တွေအပေါ်မှာဖိအားအကြီးဖြစ်စေတော့တာပေါ့ဒီကိန်းကနန်းကိုချိလိုက်ပါမြေစီပက်စီချင်းရဲ့နောက်ွယ်မှာလူသားတွေရဲ့ဆုံရှုံမှုကဘလောက်တောင် ကြီးမှလဲဆိုတာလူပေါင်းတန်း900ဟုတ်ပါတယ်တန်း900ရဲ့ပေါ်ကနေအသက်မွေးဝမ်းကြောင်းမှုတွေဟာ မြေစီတော့စာခေါင်းကနေရတဲ့တဲကန္တရာချီသွားတဲ့ဖြစ်စဉ်ကြောင့်တိုင်းရိုက်ထိခိုက်ခဲ့ရတာပါတဘာဝအတိုင်းဆိုရင်တော့အပင်တွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးလေထုကိုမြှချီပြအောင်ထိမိထားတာပေါ့ဒါပေမဲ့ကျွန်တော်တို့စိတ်ယုံဒီကားတွေကနေထုတ်လွတ်တဲ့တံငွေတွေကတဘာဝကပြင်ဆုံနေတာထက်အစာပေါင်းများစွာပိုများလာတဲ့အခါမှာတော့အဲ့ဒီမြှချီကပြတ်သွားရောအဲ့တော့လေထုထဲမှာကာဗွန်ဒီပိုလျံလာတော့တာပေါ့ထင်းချုံမှုမရှိတဲ့ဆက်မှုလုံနာတွေကထွက်တဲ့ငိညောင်းမှုတွေက ဘလောက်တောင်ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်လဲဆိုတာကိုဒီမီနာမတာရောဂါကတသက်တခုအနေနဲ့ပြင်းပြင်းထန်ထန်သတိပေးနေပါတယ်။ဟုတ်ပြီ။ဒါဆိုဘာတွေလုပ်လို့ရမလဲ။ကျွန်တော်တို့ရဲ့ခရီးစဉ်နှုတ်ဆုံးအပိုင်းမှာတော့မြတ်တော်မှုကိုဘလို့ပြန်ရှာမလဲ။အဲ့လမ်းကြောင်းတွေကိုစူးစမ်းကြည့်ကြရအောင်။ညတော်မှုကိုပြန်လည်ရရှိဖို့အတွက်ကျွန်တော်တို့အားလုံးအလွယ်တကူကျင့်သုံးနိုင်တဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ 3Rs နည်းမပါပဲ။မလို့အပ်တာတွေကို short ချသုံးဆွဲလား။ သုံးပြီးသောပစ္စည်းတွေကိုတက်နိုင်တယ်လို့ပြန်သုံးတာပြီးတော့မဖက်မနေစွန့်ပြေးရမယ့်အရာတွေကိုပြန်လဲအသုံးပြုနိုင်အောင်စီမံတာတို့ပါပဲဒါကတော့တကယ်ကိုမျောလင်းချက်အပြည့်နဲ့အားကျစရာအချက်လက်တစ်ခုပါကြည့်ပါအောင်ဆယ်စုနှစ်တခုကျော်လေးအတွင်းမှာနေစွမ်းအင်ထုတ်လုပ်မှုပါအစပေါင်း190တောင်တိုးတက်လာခဲ့တယ်ဗျာဒါကတန်ရှင်နဲ့စွမ်းအင်ကန်တာမှာဘလောက်ကြီးမားတဲ့အပြောင်းအလဲတွေချင်းနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲကျွန်တော်တို့ရှေ့ဆက်လျှောက်ရမယ့်လမ်းအတွက်အဓိကကြတဲ့အတွေးခေါ်ကတော့ ယေရှေတီတန်နဲ့ဖွံ့ဖြိုးတိုးတက်မှုပါပဲဆိုလိုတာကဒီနေ့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနေခြင်းမှာအနာဂတ်မျိုးဆက်တွေရဲ့လိုအပ်ချက်တွေကို မထိခိုက်စေဖို့ပါပဲတနည်းအားဖြင့်ဖွံ့ဖြိုးတိုးတက်မှုနဲ့တဘာဝပတ်ဝန်းကျင်ကြားမျှော်တာတဲ့အဖြစ်တစ်ခုခုကိုရှာဖွေတာပေါ့ဂေဟာအတွေးခေါ်ပညာရဲ့ဒီအခြေခံယုံကြည်ချက်က ကျွန်တော်တို့နဲ့ကဘာကျော်ကြားကဆက်ဆံရေးကိုအမြင်တစ်ခုပေးပါတယ်ကဘာကြီးကို ခေါမုံချေရမယ်တယံဇာတာတခုလို့မမြင်တော့ပဲကာကွယ်ဆောင်ချောက်ရမယ်တန့်ရှင်းရဌာနတခုအဖြစ်ရှုမြင်စေတာပါဒီခရီးစဉ်ရဲ့အစုံမှတော့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတခုတင်ခဲ့ပါဗါအဲ့ဒါကတော့လူတဦးချင်းစီရဲ့လှုပ်ဆောင်ချက်တိုင်ကကဘာကျုံးရဲ့အနာဂတ်ကိုပုံဖော်နိုင်စွမ်းရှိတယ်ဆိုရင်ကျွန်တော်တို့အားလုံးစုပေါင်းပြီးခြံထားခဲ့မယ့်အမွေအနှစ်ကဘယ်လိုပုံစံမျိုးဖြစ်တင်ပါကြလဲ